တွေ့ကြပါရီအသင်းစီရနေပြီးတော့ကျွန်တော်တို့မြန်မာမျိုးသမီးလီအသင်းဖြစ်တဲ့ ISB အသင်းကအမှတ်ခွဲယူနိုင်ဖို့အမှတ်တမှတ်ခွဲယူနိုင်ဖို့ဆိုအင်မတန်မှခက်ခဲလွန်တဲ့အနေအထားတစ်ရက်လည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒိုဂျိုဗာရီအသင်းကမြန်မာအသင်းကြားရောက်နေတဲ့အုပ်စုစီမှာထိတ်တန်း အကြဆုံးအစဉ်အမြင့်ဆုံးအမျိုးသမီးကလပ်အသင်းတစ်ခုဆိုရင်လည်းမမားပါဘူး။တမိုင်းတလျှောက်အောင်မြင်မှုတွေအများဆုံးရတာတဲ့အမျိုးသမီးလီအသင်းတစ်ခုလည်းဖြစ်ပါတယ်။အာရှမှာအောင်မြင်ဆုံးအသင်းထဲမှာဒူဂျိုဗာရီအသင်းကလည်းတသင်းအပါဝင်ဖြစ်နေတာကြောင့်ဒူဂျိုဗာရီအသင်းစီရနေပြီးတော့မြန်မာအသင်း PSV ကအမှတ်တမှတ်ခွဲယူနိုင်ဖို့ဆိုအင်မတန်မှခက်ခဲတဲ့အနေအထားဖြစ်တယ်ဆိုတာကိုသွားပြီးတော့တွေ့ရပါတယ်။ဒါကိုလည်းကျွန်တော်တို့ညီပြချုပ်ကြီးဖြစ်တဲ့ဒေါ်ဆဆန်သိန်းရဒါသိထားမယ်လို့လည်းယုံကြည်ပါတယ်။ အဲကြောင့်လေကျွန်တော်တို့နီးပြကြိုကြီး ISP ရဲ့နီးပြကြိုကြီးဒေါ်ဆန်းဆန်းသိန်းဟာဒိုဂျူဗာရီအသင်းဟာဆိုဝမ် FC တဲ့ပို့ပြီးခက်ခဲတဲ့ဆိုတာကိုသူမအနေနဲ့နားလေသိရှိထားတဲ့အကြောင်းကိုသတင်းတောက်တင်နဲ့တွေ့ဆုံတဲ့အခါမှာလည်းထည့်ပြောသွားခဲ့တာလည်းရှိပါတယ်။ဒိုဂျူဗာရီအသင်းဟာတိုက်စစ်ကိုအပြုတ်ပြီးတော့အရှိန်အဟုန်နဲ့အလှည့်လေးမြမြကစားတက်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။တကွအသင်းကောင်းတစ်သင်းဂျပန်လေရေးစင်အများစုထွက်တဲ့အသင်းဂျပန်လေရေးစင်နဲ့လည်းပါနေတဲ့အသင်းဖြစ်တာကြောင့်မြန်မာ ISP အသင်းဟာအတော်အမှရုန်းကန်မှနေတာရှိပါတယ်။ ရှေ့ရဆူဝန် FC နဲ့ပွဲရဲ့ရလက်အနေထားရဆိုလို့ရှိရင်မြန်မာအသင်းဖြစ်တဲ့ ISB ရဲ့အသင်းဟာတကယ့်ကိုဖေးတောင်းမဲ့ညတောင်းမဲ့တိုက်စစ်တွေအားရတဲ့အပြင်မှာရှေ့တန်းမှာလည်းဂိုးသွင်းနိုင်မဲ့တိုက်စစ်မှုကောင်းရှိမနေတာကိုလည်းသွားပြီးတွေ့ရပါအဓိကအပြင်စမ်းတော့တော်ရဲ့တိုးအားယုံအားနဲ့လျင်မြတ်မှုတွေကအခုလိုအသင်းကြီးနဲ့တွေ့တဲ့အချိန်မှာအလုံးမဖြစ်ဘဲနဲ့တကယ့်ကိုပဲသူ့ရဲ့ physical vibe ဒီ ne physical vision လာလို့ရှိရင်စမ်းတော့တော်သွားပြီးတော့ညှက်နေတဲ့အတွက်မှာအင်တာမဒီတိုက်စစ်ပိုင်းမှာသွားပြီးတော့ ကိုဝတ်အိမ်မတားမခက်ခဲတဲ့အနေထားကိုလည်းသွားပြီးတွေ့ရပါတယ်။အဲအဒီပြဿနာကိုကျွန်တော်ညီပြကြိုကြိုတော်ဆန်းတယ်ဘယ်လိုမျိုးပုံစံနေနဲ့ဖြေရှင်းလာမလဲဆိုတာအဓိကဒီတူချိုဗိုင်နဲ့ပွဲမှာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ကျွန်တော်ညီပြကြိုကြိုရတော့ဒီပွဲစဉ်နေမတိုင်ခင်တည်းကဒီအာရှချန်ပီယံလိရဲ့ quarter final အထိကိုသွားကျင်တဲ့စိတ်ဆန္ဒရှိခဲ့ပေမဲ့လည်းကျွန်တော်ပွဲဥဒ္ဓမှာကျွန်တော်9-0ဆိုတဲ့ကိုပြက်ရလနဲ့ရှုံးနေခဲ့ပြီးတဲ့နောက်ပိုင်းမှာအခုဒုတိယပွဲစဉ်ဖြစ်တဲ့တူချိုဗိုင်နဲ့အသင်းကိုဒီဘယ်လိုပုံစံနဲ့အကောင်းဆုံးပြန်လဲပြီးတော့တုံ့ပြန်မှုတွေဖြစ်လာမလဲ ကျွန်တော်စုဝန် FC နဲ့ပွဲတော်လိုမျိုးပဲပထမပိုင်း45မိနစ်ကစားပုံနေအတိုင်းသာမိနစ်90ပြည့်ကစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်အပြောင်းအလဲတွေတစုံတရာမြတ်တို့ပိုင်းနဲ့ပွဲမှာမြင့်တေးခွင့်ရမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။အဓိကအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့ဒူဂျိုဗာရီအသင်းဟာအားနဲ့ချက်ကြီးကြီးမားမားရှိမနေတဲ့အသင်းကောင်းတဲ့အသင်းလည်းဖြစ်နေသလိုမျိုး ISV အသင်းအနေနဲ့ ဘဲတောင်မဲညတောင်မဲတိုက်စစ်တွေမှာအာရုံနေသလိုမျိုးကျွန်တော်တို့ရုံးဝတီလာရဲ့ပုံစံမျိုးကစားနိုင်တဲ့သူတွေနောက်ထပ်ဘယ်သူတွေများရှိလာမလဲပြီးတဲ့အခါမှာရုံးဝတီလန်ရောဒီ first line နဲ့ထပ်မပြန်ပါလာမလားနောက်ထပ်ထဝေတို့တွေပြီးတဲ့အခါမှာစမ်းတော်တော်တို့ရဲ့ပူပေါင်းမှုတွေလေးမြေမှု ဖြူဖြူဝင်းစတဲ့ player တွေဘလိုပုံစံမျိုးတွေနဲ့ပြန်ပြီးတော့ recover လုပ်ပြီးပြန်လာမလဲဆိုတာကျွန်တော်တို့ Djokovic နဲ့အသင်းမှာစိတ်ဝင်စားပွဲဒါဆောင်ကြည့်ရမယ့်နေတာဖြစ်ပါတယ်။ကြယ်လို့သာကျွန်တော်တို့ဘဲတောင်မဲညာတောင်မဲတိုက်စစ်တွေကိုပြင်ဆင်ထားခြင်းမရှိဘဲနဲ့ယုံဒီလိုင်းလိုမျိုးယုံဒီလိုင်းကလည်း45မိနစ်လောက်ပဲသူဟာအတက်အဆင့်ပြုတ်လွန်နိုင်ပြီးတော့တက်လုံးခက်မြမြန်လေးကြာလာတော့တွေ့ရပါတယ်။အဲ့ခါကျတော့အဲသူ45မိနစ် ကနေပြီးတော့မိနစ်60အပြည့်ကစားနိုင်ဖို့ဘာတွေအမြဲလှုပ်ထားမလဲပြီးတဲ့ခါမှာတိုဂျိုဗာရီလိုမျိုးအဆင့်မြင့်တဲ့အသင်းကိုဘလိုပုံစံမျိုးရည်နဲ့ရင်ဆိုင်မလဲဆိုတော့တကယ်ကိုရင်ကိုစိတ်လို့ရှားပွဲမြင်တွေ့ရတော့မှာဖြစ်ပါတယ်တကယ်လို့သာကျွန်တော်တို့ဒီကနေ့မနေ့ပြန်လာမယ့်ပွဲစဉ်ကိုကျွန်တော်တို့တွေအနေနဲ့ရှုံးနေသွားခဲ့မယ်ဆိုလို့ရှိရင်ဂိုးပြက်နဲ့ထပ်မဲ့ရှုံးနေခဲ့မယ်ဆိုရင်ကျွန်တော်တို့မျှော်မှန်းထားတဲ့အကောင်းဆုံးတတိယ အိုစုတတရဆိုတဲ့နေရာကိုကျွန်တော်အသေးအတန်ရုံးကန်ပြီးတော့ကျွန်တော်ဖြတ်ချုပ်ရတော့မယ်နေတာဖြစ်လာတော့မှာဘာကြောင့်လဲဆိုတော့တကယ်လို့သာမနေ့ပြန်ပွဲကိုထပ်ပြီးရှုံးနေမယ်တရေတမတ်ခွဲမြူနိုင်ခဲ့ဦးဆိုလို့ရှိရင်ကျွန်တော်ကနောက်ထပ်တွေးဆရမယ်မြောက်ကိုရီးယားနေဂူယောင် FC လို့အသေးမျိုးတွေနဲ့ကျွန်တော်တို့အဲအနိုင်ရဖို့ဆိုတာလေအင်တာမတ်ခက်ခဲလို့မြောက်ကိုရီးယားနေဂူယောင် FC အသင်းရဲ့ခြေစမ်းလည်းတကယ်ကမခေတဲ့အနေထားမှာပါဝင်နေတယ်ကျွန်တော်တို့ အနေနဲ့တတော်ရုံးကြရမယ့်အနေအထားဖြစ်လာပါရင်မနေ့ဖြန်ပွဲစဉ်ကကျွန်တော်တို့အတွက်အဆုံးဖြတ်ပွဲစဉ်လိုမျိုးတော့မှပြောလို့ရတဲ့အနေအထားတည်းရလေဖြစ်လာတော့မယ်အနေအထားဖြစ်ပါတယ်ကျွန်တော်ကိုပြတ်မရှုံဖို့အရေးကြီးသလိုပေးကူတွေအရင်မများဖို့လည်းလိုအပ်နေပါတယ်ပြီးတဲ့အခါမှာဖြစ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ကသေရတမခွဲယူနိုင်ခဲ့မှသာလေကျွန်တော်တို့နောက်တစ်ဆင့်ကိုသွားနိုင်မယ်အကောင်းဆုံးအုပ်စုတတိယ နေရာကိုရနိုင်ဖို့အခွင့်အရေးတွေကိုကျွန်တော် challenge အဖြစ်ကျွန်တော်မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်အဲ့ဒီပုံမှာလည်းနီးပြချုပ်ကြီးဖြစ်တဲ့တော်ဆန်းဆန်းသိနေနေဘာတွေဆက်လုပ်ထားမလဲသူ့ရဲ့နီးပြွာအပြောင်းလဲတွေကြောင်းပါမြန်မာအသင်းကဘယ်လိုပုံစံခေါင်းနေတဲ့တိုးတက်လာမလဲဆက်လက်ဆောင်ကြည့်ရမယ့်အနေအထားတွေဖြစ်လာတော့လည်းသွတ်တွေ့ရပါတယ်အထူးသဖြင့်ဖြူဖွေးနဲ့အပါဝင်နောက်တိုင်းခန့်စစ်ကတော့မြန်မာအသင်းမှာတည်တည်တည်လေးရှိတာကိုစုံဝ FC ရဲ့ပထမပိုင်းမှာသွတ်တွေ့ရပြီးတော့ကျွန်တော်ဒုတိယပိုင်းမှာမြန်မာအသင်းဟာ အနေကျတဲ့များတော့ရှိခဲ့တာတော့တတိယပါတယ်အခါကျတော့ဒုတိယပိုင်းမှာအခုလိုမျိုးတက်လို့လည်းမကုံသွားပဲနဲ့ aggressive ဆန်ဆန်မစော့တော့ပဲနဲ့ဘလိုပုံစံမျိုးသွားမလဲတည်ကြတာတော့ကျွန်တော်တို့နီးပြချုပ်ကြီးတော်ဆန်ဆန်သိညာအဖွင့်အခုလာမဲ့ Twitchovery FC နဲ့အသင်းမှာလဲဘာတွေလုပ်မလဲဆိုသူ့အနေနဲ့နောက်တန်းခံစစ်ကိုကြစ်ကြစ်လေးလေးပြင်မယ်အလဲတဲ့နှင်းကနေပြီးတော့ဘေးတောင်းမဲ့ညာတောင်းမဲ့နေပြီးတော့သူဖိအားပေးပြီးတော့ရတဲ့ကောင်းတာအခွင့်အရေးကိုပတ်မှန်တဲ့အတုံးချမယ်ဆိုတော့ ုံစံကောင်းတွေကိုသူခြားပြလာမယ်လို့လည်းယုံကြည်ပါတယ်အဲ့ပုံစံနဲ့ပဲသွားဖို့သူစစ်စစ်ထားထားမယ်လို့လည်းထင်ပါတယ်ဘာကြောင့်လဲဆိုတော့တကယ်တူဂျိုဗာရီလိုမျိုးအသေးကိုကျွန်တော်တို့တွေကတိုက်စစ်ရှင်ပြီးဖွင့်ကစားဖို့ဆိုအင်မတန်မှခက်ခဲပါတယ်လက်ရှိကျွန်တော်တို့မြန်မာ ISB အသင်းရဲ့ခြေစွမ်းအနေထားရသလိုရှင်တူဂျိုဗာရီအသင်းမျိုးကိုတိုက်စစ်ဘိုင်းမှာရှင်ပြီးဖွင့်ကစားဖို့ဆိုလို့ရှင်လုံးဝမဖြစ်နိုင်သေးတဲ့အနေအထားဖြစ်တော်မူကျွန်တော်ဒီပြကြွကြည်ဒေါ်ဆန်းသန်းသိအနေနဲ့လေသူဟာခန်းစစ်ကိုအားပြုမယ်ဒါပေမဲ့လေရတဲ့ကောင်းနာကိုသူဖောက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲသွားပြီးတော့အဲ့ အဲ့ရှေ့တန်းမှာကော်နာဖောင်းနိုင်ဖို့အတွက်ကိုတကယ် striker ကောင်းတစ်ယောက်ကိုဘယ်သူဖြစ်လာမလဲ စမ်းတော့ပါဝင်တခြားသူဘသူကိုကျွန်တော်တို့ဝက်ဖဲတစ်ခုဘသူရှိနေမလဲဆိုတော့ကျွန်တော်ဆက်လက်အဆောင်ကြည့်ရမှာဖြစ်ပါတယ်ဒူဂျူဗာရီနဲ့ပွဲစဉ်ဟာအင်ဗတာမာ ISB အသင်းအတွက်အရန်အရေးကြီးတဲ့ပွဲစဉ်တစ်ခုဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်တို့ခိုးပြတ်မရှုံးသေးဖို့လည်းအရေးကြီးသလိုဖြစ်နိုင်မယ်ဆိုတေးတမတ်ရယူနိုင်ဖို့လည်းအရေးကြီးပါတယ်အဲ့ဒါမှလည်းကျွန်တော်တို့အားလုံးမျှော်လင့်ထားတဲ့ quarter final အဆင့်ကိုသွားနိုင်မှာဖြစ်လို့အကောင်းဆုံးအုပ်စုတတိယမျှော်မှန်းနိုင်မယ်အသင်းထဲမှာပါဝင်နိုင်မှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ ISB အသင်းနေနဲ့လာမဲ့အပွဲစဉ်နှစ်ပွဲလုံးကိုရေကုန်ရေကန်းကစားသွားရမယ့်အခြေအနေလည်းဖြစ်လာခဲ့ဖြစ်ပါတယ်ကျွန်တော်တို့ပြည်သက်တရတော့သုံးတဲ့အတိုင်းပဲအာပေဝင်ရောက်နေမှာဖြစ်တဲ့ပြင်စုဝန် FC နဲ့ပွဲနေတုန်းကလည်းမြန်မာပြည်သက်စုစုပေါင်းတုံးနာကွင်းတွေကိုရောက်ရှိခဲ့တဲ့ဥယေဟာစံချိန်တင်ဖြစ်ခဲ့ပြီးတော့9900ကျော်အထိဒါအမျိုးသမီးလိပွဲစဉ်တွေမှာလာရောက်ကြည့်ရှုတဲ့စံချိန်တစ်ကိုတင်လိုက်နိုင်တာလည်းဖြစ်ပါတယ်ဘာဖြစ်ဖြစ် ISV အသင်းနေနဲ့ဒါမဲ့ Tujuvari နဲ့အသင်းမှာကိုထက် scale level မြင့်နေပေမဲ့လည်းအင်အားတောက်တဲ့အသင်းဖြစ်နေပေမဲ့လည်းဘလို့ပုံစံကောင်းလေးချပြသွားအောင်မလဲဆိုတာကိုဆက်လက်စောင့်ကြည့်ပြီးတော့ Tujuvari အသင်းကိုရင်ဆိုင်သွားမဲ့ line up တွေကိုလည်းရင်ခုန်ဆောင်နဲ့ပြောင်းလဲနေရအောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ။